တိလိုက်တယ်ဟဲသွားပြီပေါ့ဒါပေမဲ့ तू ကလည်းဟိုဘယ်လိုပြောမလဲအဲ तू စိတ်แท้ပေါ်လာပြောလိုက်တယ်ထင်ပါရဲ့ကိုကြည့်မရတဲ့ celebrity တူရဲ့နာမည်ဟဲဟာထက်ထက်ထုံထက်ထက်ထုံထက်ထက်ထုံအခုလည်းပြင်မှာသူ့ကမှမကြောက်တဲ့စိတ်ကလည်းငွေးတွေကပါလာပြီလားဟဲ့ဟို โอ้บาไอ้หลุမျိုးเนี่ยไอ้เนี่ยแหละพอเนาะပြီးတော့လေရှူပြီးပြီးချင်းချက်ချင်းဖုန်းနေဆက်ပြီးဒီလိုလေးမို့လို့ပါလမ်းတောင်းမှန်ကြဆုလည်းတောင်းမှန်ပေးတယ်ဘာဘာလို့အဲ့လောက်ကြီးချက်ရလဲဘာမဖြစ်ပါဘူးအဆင်ပြေပါတယ်သူလည်းခရက်တီထမှာပဲအကုန်လုံးချက်ဆောင်လောကခရက်မျိုးစုံနဲ့ကြည့်ပဲကိုတနည်းအားဆိုပြောလိုက်တာကြီးရောဟဲ့အဲ့ငါပြောလိုက်တာလားဟဲ့ဘာမနေအဲ့လိုကြီးပြောလိုက်တာလားအဲ့လိုဖြစ်ဖြစ်သွားတယ်ဒီစုရဲ့ तू ပြောပါတယ်သူကတော့ကလေးပဲပြောပြောပဲနေတာပါဘာဖာအေးဆေးပါဘာမှအကံရှိပါ ugly ဟဲ့ဒါ ugly ဖြူတိုက်ဖြူ ugly အများကြီးလက်ကရက်တွေထအောင်ပါပါလို့ကျမကိုလည်းမုံရမယ့်အပိုင်းတွေဆက်ရမယ့်အပိုင်းတွေရှိပါသေးတယ်ဒီကောင်းမှာဥညီပေါ့နော်ဥညီအားစုကိုစူတီနီယာလေးပါပေးပါတဲ့ဆိုတော့ဘာမှတော့ heavy တော့လောက်ကမရှိပါဘူးဟိုအပျော်လေးဆိုတော့ပါပစ်ပါပါကြာပြီးဒီကားရိုက်တာတော်တော်ကြီးကိုကြာနေပြီအရန်ချမ်းတာတော့သိတယ် အဆောင်လေးရိုက်ရတာလေလွန်ခဲ့တဲ့နှစ်ချင်တဲ့အချမ်းအေးတဲ့အချိန်မှာရိုက်ရတာတော်တော်လေးတော့ပြော့စရာကောင်းတယ်ဟုတ်တပည့်ကြီးပါမျက်နှာမတည်ဘူး character ကရဲရင်အောင်ရေ makeup artist ပေါ့နော်ဟိုဟိုကိုဟိုဟိုကိုလိုက်ကြရတဲ့ မမျိုးခိုင်တဲ့အပြိုင်ပေါ့အဲအဲ့လိုလေးတွေမမျိုးခိုင်ရလဲတစ်ဖက်ကမိတ်ကက်ဆရာပေါ့အဲ့လိုအဲ့လိုအဲပျော်ပါတယ်အကုန်လုံးကလေပျော်ဆရာကြီးပါဒီကားရိုက်တော့ကိုပျော်ဆရာကြီးဟုတ်ကဲ့အမှန်ကတကြအရင်ဒီဆက်ကရဲ့အရင်နာမည်အကမဟုတ်ဘူးသူတို့ပြောင်းလိုက်တော့အေးဟုတ်လဲဟုတ်တာပဲကိုကိုအရွယ်တွေပေါ့နော်အဲအခု produce ဖြစ်ပြက်နေရ producer ရဲ့အကြောင်းတွေရိုက်ထားလားမသိနာမည်နာမည်တွေတပြီးမှမသိဘူး တင်းမကြုံဘူးသိရှင်ခုမှအစ်စ်လေးဆိုခေါ်ပါလေမခေါ်လဲဘာမှမဖြစ်ပါဘူးသူတို့မခေါ်လဲထိုင်နေတာပေါ့ခေါ်တော့တယ်လိုက်တာပေါ့ပျော်စရာကောင်းတယ်အကုန်လုံးဟိုတယ်တစ်ခုထဲမှာပဲအဲ့လိုရရင်ရောင်ဆိုပါညနေ shooting break တာနဲ့မမဆူလာဂျမ်သွားဆောင်မဟဲကိုရာကြီးရင်တော့ကြီးထမသာတော့သူကဂျမ်ဆော်ခိုင်းတယ်အဲ့လိုမျိုးပေါ့တကယ်လည်းဟိုသဘောကောင်းပါတယ်အကုန်ခေါ်ရေးကြတယ်ဘယ်လောက်ညောင်သဘောကောင်းလဲသူတို့เนี่ยအများဆုံးစကားပြောပြတယ်ကိုမျက်နဲ့ပြောဖြစ်ကြတယ်ကိုမျက်နဲ့ကိုကိန်ကြီးနဲ့ပေါ့ ်ပြောစရာကြီးပါသူဟိုရေခဲတောင်ကားရိုက်တုန်းကအဲအဲ့အကြောင်းတွေပေါ့ခက်အရန်ခက်ခဲရတယ်ဆိုတဲ့အကြောင်းတွေပြောပြတယ်အဲအဲ့လိုမျိုးတွေအများကြီးပါပဲဟုတ်ကြောက်လို့နေပါဟောငါကိုရဲမှာတည့်ရဲမှာဆိုတော့လေ ်အလိုပါပဲသူတို့ချစ်ပေးကြလို့ပါချစ်မပေးတော့ဘယ်သူခေါ်မလဲအမတို့ဒီအင်တာဗျူးတွေကြည့်ပေးတဲ့သူတွေရောစူးကိုချစ်နေတဲ့သူတွေရောဒါချစ်လို့ပေါ့မချစ်ရင်ဘယ်လိုလုပ်မလဲဒီနေရာရောက်မလာဘူးလေအဲဒါကြောင့်မို့လို့ view site နေရတာပေါ့ဟုတ်ဆိုစူးနေချင်တယ်လို့စူး live စူးပုံစံအတိုင်းနေတာများတယ်အဲ့ဒါကိုပဲသူတို့ချစ်ကြတာနေပါပါချစ်အောင် လုပ်ယူလို့လဲချစ်ချင်မှချစ်တာလေအခုလိုမျိုးချင်းနေဆိုတော့ကိုယ့်ကိုမျိုးစုံကြီးချစ်အောင်လုပ်ပြလဲချစ်ချင်မှချစ်တာအများကြီးစူးစမ်းနေလဲလမ်းကြောင်းပေါ်ရောက်ချင်မှရောက်နေတဲ့သူတွေ အဲအများကြီးရှိတာ။ဒါပေမဲ့ကိုကန်လေးတစ်ခုပါပဲ။အဲစူးကိုမချစ်တော့တဲ့အချိန်ဒီလိုမျိုးအချိန်နေမရှိတော့တဲ့အချိန်တိုင်းမိသွားမှာပေါ့။ဒါပါပဲ။အဲ့အတွက်လည်း ready ဖြစ်နေအောင်စ조사ထားတာ။အကုန်လုံးကခက်ခဲတာပဲ။ make up လည်းခက်ခဲတယ်၊တယောက်ဆောင်လည်းခက်ခဲတယ်၊ဈေးရောက်တာလည်းခက်ခဲတယ်။အားလုံးဒီအမှုပညာပဲ။သေးရောက်လာလဲနုပညာပဲကိုဘကပစ္စည်းတွေကြံ့ကြာနေတော့ကိုအပြောစွတ်စွတ်လေးနှစ်တောင်မှမရမရဲဒါလဲနုပညာပဲလေအဲ့ဒါဆိုတော့ခုပဲရွေးပါဆိုရွေးချင်နိုင်ဘူးရွေးချင်နိုင်ဘူးရှင့်ကျမကဘာလို့လဲဆိုတော့ဒါကံပေးတာလေ ဘယ်အရာမစိုးနေ့ကိုဒါတွေအကုန်လောက်ရမယ်လို့ပေးထားလို့ကျမလောက်ရတာလေကျမရွေးချယ်ရမှာအမ်ဘလို့ပြောမလဲမိခွန်းတစ်ခုကိုအဖြစ်တော့အဖြစ်၃ခုပေးပြီးဒီထက်တစ်ခုရွေးဆိုတာမျိုးတော့ရွေးမှာပေါ့နော်ဒါကန်တရားကကျမမြင်ရတဲ့အရာမှမဟုတ်တာပေးတဲ့အနေအရာမှာပေးတယ်လို့အမိရဆုပ်ကင်လိုက်တာပဲရှိတာကျမဟိုကရွေးချယ်ရအောင်ကရွေးချယ်ခိုင်းတဲ့လူကကျမကိုဗာမြန်ပြောင်းလဲသွားစေမှာမို့လို့လေအဲ့လို့ဆိုတော့ကျမရွေးချယ်မိမှာပေါ့အခုဒီရိုက်ကူးရေးမှာလဲမိတ်ကပ်နဲ့ညှိနေမှရေဒီရက်ကလေးတော့ဒါလေး လုံးဝညှိပေးပါနော်ဆိုတာမျိုးလေးတွေလုတ်ပေးရတာပေါ့နော်ဟုတ်ကျမရဲ့ real customer တွေအတွက်ပါရိုက်ကူးရေးတွေကတော့ညှိလို့ရတယ်မင်္ဂလာဆောင်ကျတော့ညှိရခတ်တယ်လေအဲ့လိုမျိုးဆိုဥစားပေးပြပါ make up ဒီကားမှာဥခင်လိုက်နေမဆုံးရဘူးသူကဟုတ်တယ်အဲလာမယ် guest house guest house မှာဆုံရမယ်ဥခင်လိုက်နေရဟုတ်တခြားကားလေးတွေမှာလည်းစုံထရအများကြီးရှိသေးတယ်ဟုတ်။အင်းဆီမာကြီးတော့လည်းသူလောက်တော့အေးဆေးပဲအိုက်တင်နေရဆာဘလို့လည်းမလို့ကျွန်လည်းမကျွန်နေဘူး။အဲတခုရှက်တာမှာပိုက်ပိတ်ကားပေါ်မှာစူးကအဲ့လိုဟာအကြီးအဝါကြီးလေ တော်တော်ကြီးဝရတယ်အဲ့ဒီမှာဆို185လောက်တောင်ရှိတယ်အဲ့ရောအချင်းကရိုက်တာရဲရောင်တတိလေးသူနဲ့ကိုနဲ့ရှင်ရှာရှက်လိုက်တာမပြောဘူးအဲ့လိုအကံမရှိဘူးတော်တော်မမလားအဲ့အဲ့လိုမျိုးပဲရဲရောင်ကတော့ဘာမှအဲ့လိုမျိုးမရှိအရင်သဘောပေါက်နေဆက်လက်အဲ့တိုင်းပဲတူတူမုံစားကြတယ်သွားကြတယ်အဲ့လိုမျိုးဟာကလေးတိုင်းပဲတာဟုတ်တယ်ဟမ်စီးကျဲပေါ့အာနည်းနည်းလေးပြပြရတဲ့အခါမှာဝေးတာစိတ်မစားမှာသူ့ကိုရှေ့ကိုလည်းဥရရတယ်အမှန်ဆိုရင်အများကြီးပဲ ပြန်စရာတွေကလေသူတို့ကတပတ်တစ်ခါဆိုတော့ကိုကိုမှအားမရလို့တတော်ပြောလဲသူကအားလုံးက scale tune နဲ့လောက်ထရာဆိုတော့တပတ်တစ်ခါဆိုတော့အေးငါလည်းတပတ်ခါစောင့်ကြည့်ပေါ့ခါလို့ဆိုတော့ဟဲ့ငါအဲ့လိုကြီးလောက်လိုက်တာလားဆိုတာမျိုးဖြစ်သွားတာလေအဲ့လိုမျိုးခိုးရိုက်ထားတာလေလေပြောပြအောင်စူလည်းခရက်တီထမှာပဲအကုန်လုံးခြောက်ဆလောကခရက်မျိုးစုံနဲ့ကြည့်ပဲတကယ်တော့တကယ်ပြင်းမှန်းသောရှိုးကြီးပဲမမှီဘူးမမှီအဲ့ဒါလေဟိုတနေ့ကဆိုပြောလိုက်တာကြီးရောဟဲ့ အဲ့ငါပြောလိုက်တာလားအဲ့မမနေအလို့ကြီးပြောလိုက်တာလားအဲ့လိုဖြစ်ဖြစ်သွားရတယ်ခါလေးဆိုရိုက်ကြတယ်ကများနေမမှတ်မိတော့နေတိုင်းရိုက်တာကွာ15ရက်လုံးလုံးကြီးတော့ဟွာလားအဲ့ဒါတိလိုက်တယ်ဟဲသွားပြီပေါ့ဒါပေမဲ့ तू ကလည်းဟိုဘယ်လိုပြောမလဲအဲ तू စိတ်ထဲပေါ်လာပြောလိုက်တဲ့ချိန်မှာရဲ့သူတို့ဆိုရင်တော့ညံစင်ပြီးပြောလိုက်တာမျိုးတော့ရှိမှာပေါ့ကလေးကအဲ့လိုမျိုးဟိုအရင်ဟိုမှာဖြစ်တာနေမှာပါကိုကြည့်မရတဲ့ celebrity တဦးရဲ့နာမည်ဟမ်ဟာထက်ထက်ထုံထက်ထက်ထုံထက်ထက်ထုံအခုလည်းပြင်မှာဘသူ့ကမှမက ပါလာပြီလားပြီးတော့လေရှိုးပြီးပြီးချင်းချက်ချင်းဖုန်းနေဆက်ပြီးဒီလိုလေးမို့လို့ပါလမ်းတောင်းမှန်ကြဆုလက်တောင်းမှန်ပေးတယ်ဟာနေအိုအိုပါအဲ့လိုမျိုးလေအရင်ကလေးပေါ့နော်ငါဘာလို့အဲ့လောက်ကြီးချစ်ရလဲငါအဲ့လောက်ကြီးချစ်ဖို့တိုက်တန်တဲ့လူမမဟုတ်တာငါအဲ့လောက်ကြီးချစ်ဖို့တိုက်တန်တဲ့လူမမဟုတ်တာဝမ်းဖြစ်ပါအဆင်ပြေပါတယ်ဟုတ်အကောင်လုံးအမတ်ရမယ်စူးစူလေးစူးအမတ်မရဘူးလေအဲ့ထဲမှာကြည်လိုက် သူက reverse ပဲပြန်ပြန်ရတာအမှတနာတော့သူကတမတ်မအောင်မရတဲ့အချိန်မှာသူ့ပြန်ပေးကြတာအမှသူကဘယ်သူမလာဆုံးလဲဘယ်သူအလာဆုံးလဲအဲ့ဒါတွေကွာအဲ့မေခွန်းတွေကစမကောင်းဘူးတွေကွာတော့တစ်ယောက်နဲ့တစ်ယောက်ပြဿနာတက်စီတယ်အခုကြီးတဲ့သူတွေတက်ကုန်ကြဘူးအမှန်ကိုရင်ချင်းချင်းအဆင်ပြေတယ်ကြီးတဲ့သူတွေအဆင်မပြေသွားတာပေါ့တောင်းမတ်ပါတယ်လို့သူတို့ပြီးလို့ပဲသူအမှတ်ရတာလို့မဟုတ်ဆိုသူကတမတ်မအောင်မရဘူးဘာလို့ဆိုတော့စားလည်းမစားရဘူးဖားဆိုတရားကြောက်တာအဲ့ဖားကြောင့်တတိလေးဘူးတယ်ဖားကြောင့်စိုက်ခဲ့ဘူးတယ်ထိုင်ရရင်ကိုရတာလေ အဲ့မိုးရပြီဆိုရင်အဲ့ဘွက်တေတို့ဟိုမျက်ခင်းနေတယ်ဆိုမသွားရတော့အဲ့လိုကြောက်တော့ဟုတ်တယ်ဘာလို့စိတ်ထဲမှာတွေ့ရငါလည်းဖားကြော်ရလို့သူမြန်ဖားကြော်ဆိုကပေါင်လေးလက်ကလေးလောက်ပဲလေအကောင့်ဒီလိုမျိုးအဲ့လိုဒိုင်းမင်းထိုးထားသလိုကြီးလေဘယ်ဟာစားစားမျိုးအကောင့်ကမစားတော့ရှုံးပေးတယ်ဘလို့မှစင်မပြေဘူးအဲ့ဆန်ဆန်စားတဲ့အကောင့် EC ပြောစော်ကြီးလည်းမစားရဘူးအရှင်ကြီးလေဆယ်မွန်အောင်မစားရတာမှတော့အဲ့ဒီအကောင့်အရှင်ဆိုပြီးပြီကျမအဲ့နဲ့ဘော့ဆိုလဲသွားမှာလားမသိဘူး ဟောရတော့ရှင်ကျွန်မဝါဒနာကိုအဲ့ပါဘူးဒါဒီရောပြတ်ကတ်သေးလားမင်းနေကဖြစ်ဖို့တော့ကမာရီကအရင်တင်းငိအေဂျင့်အေဂျင့်တော့ယောက်ျားအမမသူမကြောက်တာမမှုတဲ့ကောင်မဥစားယောက်ျားတွေကသူ့လက်ထဲကနေထွက်ထားတယ်လက်ရင်မှာနေပြီမချန်ကိုရောက်ပြီဆိုတာသိပြီးမှသားလာရအလေးဒီမှာအဖေတွေအမေတွေကစောင့်နေကြတာဟိုရှင်တို့မေးစင်တာတွေပြောစင်တာတွေရှင်တို့ဒီအင်တာဗျူးတွေမှာ လိုဝုန်းကနေဖြစ်စေချင်တယ်ကျမကိုမေးဖို့စောင့်နေတာဆိုတော့ကျမလည်းဟိုဘက်ကပြင်းစင်လာတာလေသူတို့ထိုးချသမျှမေးခွန်းတွေကဘယ်လိုလက်ပဲပြီးဖြေရမလဲပေါ့အဲ့လိုကြိုတင်ပြင်ဆင်မှုနဲ့လာတာပါရှင်ရှိပါဘူးအန်တီစုရဲ့သူပြောပါတယ်သူကတော့ကလေးပဲပြောပြောပဲနေတာပါဘဖာအေးဆေးပါဘာမှအကမ်းရှိပါအားကလေးအားကလေးအားကလေးတကယ်ဝေးရတယ် အားကလေးရေဟဲ့ဆရာကမဲ့ Q တိုက်လေးလုတ်ပြလိုက် Q တိုက်လေး Q တိုက်လေးလုတ်ပြ Q တိုက်လေး Q အားကလေးသွားရတဲ့ဒီစားကူကိုလည်းအားပေးပါလို့အဲ clear time beta show လည်းအားပေးပါမပြီးသေးပါဘူးလို့ episode တွေအများကြီးကိုကြံပါသေးတယ်လို့အများကြီးလက်ကရက်တွေထားအောင်ပါပါလို့ကျမကိုလည်းမုံရမယ့်အပိုင်းတွေဆက်ရမယ့်အပိုင်းတွေရှိပါသေးတယ်လို့ကျေးဇူးများကြီးကျမရဲ့